ဂျွန်လ9ရက်နေ့ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့စင်ကာပူသမ္မတနိုင်ငံဝန်ကြီးချုပ်မစ္စတာလီရှန်လွန်းတို့သမ္မတအင်တော်တန်တမန်ဆောင်ဧကမ်းမှာမှတွေ့ဆုံမှုမှာနှစ်နိုင်ငံကြားတာမန်နိုင်ငံကူးလက်မှတ်ကန်ဆောင်သူတွေအနေနဲ့ဗီဇာကင်းလို့ရပောင်း30နေထိုင်ခွင့်အတွက်အပြန်အလှန်သဘောတူညီခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီးသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးစော်ထေးကအခုလိုပြောပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံနဲ့စင်ကာပူနိုင်ငံတို့သူတို့ပြည့် တော်တော် passport ordinary passport တွေတောင်းတဲ့နိုင်ငံသားတွေ visa ဖြစ်လို့เนาะစင်ကာပူဝင်နေတာမှာ visa ဝင်ကြလို့အဲ့မှာရပောင်းလုံးတယ် visa ဖြစ်နေခွင့်ရှိတယ်အဲ့သဘောတူကြီးချက်အဲ့ဒါကိုအပြန်အလှန်ကျွန်တော်တို့ဆီယာနိုင်ငံသားတွေသူ့ဝင်ကြီးနဲ့တောင်းတို့ဘက်ကစင်ကာပူတာမန်ကြီးနဲ့သဘောတူကြီးချက်အချင်းအောင်တော့အပြန်အလှန်လဲလေခြင်းဖြစ်ပါတယ်အဲ့တော့ဗန်နီယာလေးစပြီးတက်ဝင်တယ်ကျွန်တော်တို့2016ခုနှစ်ဒီဇင်ဘာလတရနေ့ကစပြီးတော့ မြန်မာနိုင်ငံသားနိုင်ငံသားတွေဟိုဖတ်ဖို့အနေနေပေါ့เนาะတွားတဲ့ခါဗီဇာမလို့ဗီဇာပရိနောက်အဲ့မှာ30ကျော်ရင်တော့ကိုယ်နေချင်တယ်တော့သူ့ရဲ့သတ်မှတ်ထားတဲ့စီမံခန့်ရောက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ hostel counselor နဲ့ပြောတဲ့ခါမှာပို့ပြီးတော့ဟိုကြားတာကျွန်တော်တို့အားလေးရတော့ပါလဲလို့အာဆီယံပေါ့နော်အာဆီယံဒေသတွေကလောက်စာမင်းတက်တက်လို့ဆော်စုရဲ့ခန်းကဏ္ဍပေါ့နော်အဲ့ဒါကိုတက်တက်ထားထားနဲ့ပုံပုံပြီးပါဝင်ပြီးဒါကိုစင်ကာပူဝန်ကြီးချုပ်က request လုပ်ပါတယ် ပါလေတို့စိတ်ကောင်းစားတော့ဆက်ဖြစ်စီရနိုင်ငံသားလေးဖေးစားရတဲ့အမြင်ရှိတယ်အဲ့တော့ကျွန်တော်တို့အာဆီယံလေးနဲ့ဘူအောင်စာလေးနဲ့ကျွန်တော်တို့ G20 လေးရှိတဲ့ climate change စသဖြင့်ပေါ့နော်နိုင်ငံသားစာမျက်နှာတွေမှာဘူအောင်စာတဲ့ကောင်မှာအာဆီယံကဖွဲ့စည်းလေးလေးဖြစ်တယ်အဲ့ဒီလေးလေးမှာ vice ကရင်းနှောမရှိဘူးပေါင်းတာမရှိခဲ့တော့ပေါ့နော်အဲ့တော့အာဆီယံအာဆီယံကိုပူးစားပြီးတော့ကျွန်တော်တို့အာဆီယံလေးတက်တက်ကြွကြွလာတယ် ုင်ငံတကာပူးပေါင်းဆောင်ရွက်မှာပါဝင်ပေးဖို့နော်ဒါတို့လည်းကြောင်းဆိုတော့အဲ့ဒါကိုလည်းကျွန်တော်စမ်းသပ်ကြည့်ရအောင်ပူးပေါင်းဆောင်ပူးဖြစ်တယ်လို့ဒီချက်ချောင်းခံရလာလို့ပြောပါတော့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်နဲ့စင်ကာပူဝင်ကြီးချုပ်တို့ရှိမှမှာနိုင်ငံသားရေးဝင်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်တင်နဲ့မြန်မာနိုင်ငံဆိုင်ရာစင်ကာပူသံအမတ်ကြီးမစ္စတာရောဘတ်ချွာတို့ကသဘောတူညီချက်ကိုလဲလှယ်ခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ကြောင့်မြန်မာနိုင်ငံသားတွေဟာတာမန်နိုင်ငံကူးလက်မှတ် ordinary passport နဲ့စင်ကာပူနိုင်ငံကိုသွားရောက်ရမှာဗီဇာလျှောက်ထားစရာမလိုပဲရက်ပေါင်း30နေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။အပြန်အလှန်တွေနဲ့တာမန်နိုင်ငံကူးလက်မှတ်ကန်ဆောင်သူစင်ကာပူနိုင်ငံသားတွေကလည်းမြန်မာနိုင်ငံကိုဗီဇာလျှောက်ထားစရာမလိုတော့ပဲလာရောက်နိုင်ပြီးရက်ပေါင်း30အထိနေထိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ တာမန်နိုင်ငံကုလမတ်ကင်ဆောင်သူတွေဗီဇာကင်းလွတ်ခွင့်ရပောင်း30နေထိုင်ခွင့်ပြုခြင်းကို2016ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ကစတင်ပြီးဆောင်ရွက်ပေးမှာဖြစ်ပါတယ်။